ဂရီနီပြည်နယ်ဒီမော့ဆုံမြို့နယ်ကဂရီနီဆစ်ဆောင်ပြည်သူတွေအတွက်စိုင်းဆီယမမတ်တီရာစံကြောင်းကရိတ်ခါရေပေးပို့လှူဒန်းခဲ့ပါတယ်။မောက်တူတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဂရီနီပြည်ဒီမော့ဆုံမြို့နယ်ကစစ်ပေးဆောင်တွေအတွက်စိုင်းဆီယမမတ်တီရာစံကြောင်းကပေးပို့လှူဒန်းတဲ့ရိတ်ခါကျဲ့ဦးအလှူကိုအလှူရှင်ကိုစားကြီးလက်မြေအဖွဲ့ကလှူဒန်းပေးခဲ့တာပါ။ဒါကတော့ကျွန်တော်တို့ဒီစာရေးဆီယမမတ်တီ ချက်ဦးအလုံးသုံးရပါတော့ကျွန်တော်တို့လိုအပ်နေတဲ့စစ်ပေးရှောင်မိသားစုများထံအရောက်လူလန်းပေးတာဖြစ်ပါတယ်ကြာဒီနေ့စစ်ဆောင်အများစုဟာစံစီစားစားနပ်ရိက္ခာတွေနဲ့အာရမျိုးစုံအပြင် တောက်သုံးရင်နဲ့စီးဝါးတွေလည်းလိုအပ်နေတာပါ။ လုံးမင်္ဂလာပါဇမရေဆရာကိုပြရရှုစွာပြရခင်ကိုကျေးဇူးတင်တယ်တကပြဇမကိုကျေးဇူးတင်တယ်ဗောနောဆရာမမတိတာဆန်ချောကဒီနေ့အိုးဗောနောကျမတို့ကိုမမေ့ပဲနဲ့ဗောနောခက်ခဲရကနေကျမတို့ကိုစီချောင်း2050ကိုလူသားတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့နနသုံးနာစားလို့ရပါတယ်ကလေးတွေတွေ့လက်အဟာရဖြစ်ပါတယ်ကျမတို့တွေ့အဟာရဖြစ်တဲ့အတွက်လူပန်းလူတန်းပေးပါတယ်ဆရာမကိုကျေးဇူးတင်တယ် ကရင်နီဒေသကို2021ခုနှစ်ကစပြီးစစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အခုအခါမှာကရင်နီစစ်ဆောင်ဦးရေနှစ်သိန်းခွဲအထိရှိလာနေကြောင်း ကရင်နီလူခွေရေးဖွဲ့ KNHRG ရဲ့စီးရင်အရာသိရှိရပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ